ယောဂီများအလုံးချိန်15မိနစ်တရားထိုင်မှာဖြစ်ပါတယ်။မိမိတို့ရဲ့ခန္ဓာကိုယ်ရိယပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါ။အမျိုးသားများကတင်မြင်ခွေထိုင်ပါ။မျိုးသမီးယောဂီများလည်းတင်မြင်ခွေထိုင်လို့ကထိုင်နိုင်ပါတယ်။ကြုံကြုံလေးထိုင်လို့ကထိုင်နိုင်ပါတယ်။ ြင်ပြပေးထိုင်တဲ့ရိယာပုစိတ်တိုင်းကြပြင်ပြီးဆိုရင်ဘယ်ဘက်လက်ပေါ်ညာဘက် လက်ကလေးတင်လိုက်ပါလမတိတ်ထီလို့အဆင်ပြေရင်ထီထားလိုက်ပါလမတိတ်နှစ်ခုထီလို့အဆင်မပြေရင်လက်ကလေးနှစ်ခုရှက်ထားလိုက်ပါလမတိတ်နှစ်ခုထီခြင်းမထီခြင်းကအတိကမဟုတ်ပါဘူးအစဉ်ပြေသလို ထားလိုက်ပါ ခါကလေးပုံမှန်ထားပါခါလေးကိုဖြောင့်မှန်ယုံလေးပဲထားလိုက်ပါကောင်းရှင်းမကုတ်စေနဲ့ကောင်းရှင်းကိုရင်ကုတ်ကြောတွေတင်းလေးပြီးတော့ငိုက်တတ်ပါလေကောင်းတော့မလန်စေနဲ့ကောင်းတော့လန်ရင်လဲကိုယ်ခန္ဓာကို မနိုင်ပဲလဲကြတတ်ပါလေမျက်စိကိုဇင်းငယ်များမှိတ်ပါ ညောင်းနဲ့မှအယောင်စက်အလင်းတွေဝင်ရင်အာယုံတွေထွေပြတတ်ပါတယ်မျက်စိကိုအသာရလေးမှိတ်ထားလိုက်ပါတင်းနေခွေထိုင်ပါဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်ပါခါကလေးပုံမှန်ထားပါခေါင်းရှည်မငုပ်စေနဲ့ခေါင်းနောက်မလန့်စေနဲ့မျက်စိကိုဇင်းငယ်မြှိတ်လိုက်ပါ မိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုတ်စိတ်တိုင်းကြပြင်ပြီးဆိုရင်နာသီဝကိုတတိကပ်ပါဝင်လေထွက်လေငြင်းအောင်ကြည်ပါ အာယုံတပါစိတ်မသွာစေနဲ့နာသီဝကိုတတိကပ်တဲ့စာလုံးပြောတော့တမ္မာတတိမကင် ာယုံတစ်ပတ်စိတ်မသွားစေနဲ့တဲ့။စာလိုပြောတော့တမ္မာဝါယမမေကင်။မိမိရဲ့စိတ်တစ်ခုတည်းအာယုံတစ်ခုမှာစုစည်းနိုင်ပါစေတဲ့။စာလိုပြောတော့တမ္မာတမာတိမေကင်။နာဒီဝလီလီတို့ထီဝင်သွားတယ်။နာဒီဝလေးလေးတို့ထိထွက်သွားတယ်ဒီသဘောလေးကိုပဲတတိကပ်ပြီးတော့ ရှုမှတ်ပေးပါယောဂီတို့ခန္ဓာကိုယ်ကြီးယက်တီနေသူရဲ့ခန္ဓာကိုယ်ကြီးအသက်ရှင်နေသူရဲ့ဝင်လေထွက်လေဆိုတာရှိနေပါတယ်ဝင်လေထွက်လေဆိုတာဖြစ်နေပါတယ်ငကိုရှိပြီးသားဝင်လေထွက်လေကလေးငကိုဖြစ်ပြီးသားဝင်လေထွက်လေကလေးကိုတတိထားပြီးတော့ကြည်လိုက်ပါနာဒီဝလေးလေးတို့တီဝင်ရင်ဝင်သွားတဲ့သဘောနာဒီဝလေးကလေးတို့တီထွက်ရင် ထွက်သွားတဲ့သဘောဒီသဘောလေးဟာအထင်အရှားရှိနေပါတယ်တတိထဝရိယစိုက်အာယုံတပါစိတ်မသွားစေနဲ့နာဒီဝလေးလေးတွန့်တိုက်ဝင်ရင်ဝင်သွားတဲ့သဘောနာဒီဝလေးကလေးတွန့်တိုက်ထွက်ရင်ထွက်သွားတဲ့သဘောတိချာကြည့်ပါငြင်းအောင်ကြည့်ပါ ဂယုဆိုင်ကြည်ပါစူးဆိုင်ကြည်ပါစူးဆိုင်ကြည်တာသမထဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာအာယုန်နေ မထွေပြစေပါနဲ့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာစိတ်တွေဟိုရောက်တီရောက်မရောက်ပါစေနဲ့ ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာစိတ်တွေဟိုပြေးဒီပြေးမပြေးမိပါစေနဲ့နှာသီးစုံနှာသီးဝနှကန်းဖြာဝင်လေထွက်လေလေးပုံမှာပဲအာယုံကြာနေပါစေတတိထားပြီးတော့ကြည်ပါဂယုစိုက်ပြီးတော့ကြည်ပါစူးစိုက်ပြီးတော့ကြည်ပါယောဂီတို့ရဲ့ နာသီးစုံနာသီးဝနှခမ်းဖြားမှာဝင်လေထွက်လေကလေးထင်ထင်ရှားရှားရှိနေပါတယ်။ငကိုရှိပြီးသားဝင်လေထွက်လေလေးကိုနောက်ကနေတတိလေးကပ်ပြီးတိတိပေးနေုံပါပဲ။ယောဂီတို့တည်းနေစဉ်နဲ့မြ်လောကထဲမှာရုံကံသွာလာရှောက်ဖွေနေတော့ကဝင်လေထွက်လေရှိမှန်းတတိကောင်းကောင်းမထားတော့မတိကြဘူးတဲ့။ လောကထဲမှာဆိုရင် နေ့စဉ်ဘလို့အသက်ရှူနေသလဲလောဘနဲ့အသက်ရှူထုံနေကြတယ်ဒေါသနဲ့အသက်ရှူထုံနေကြတယ်မောဟနဲ့အသက်ရှူထုံနေကြတယ်မာနနဲ့အသက်ရှူထုံနေကြတယ်အတ္တနဲ့အသက်ရှူထုံနေကြတယ်ညူစုမှုအိတ်တာနဲ့အသက်ရှူထုံနေကြတယ်နှမျောလိုမှုမစ္စရိယနဲ့အသက်ရှူထုံနေကြတယ်တန်တရားတွေနဲ့အသက်ရှူထုံနေကြတယ် ခုကြည်စံယောဂီတို့ရဲ့ခန္ဓာကိုယ်အရိယပုကြီးကိုကမထအာယုံပေါ်တင်လိုက်မှဩနာတိဝမဝင်လေလေးရှိပါလားထွက်လေလေးရှိပါလားတတိထားကြည့်တော့တိတိလာပါတယ်ယောဂီတွေနာတိဆိုနာတိဝနှခမ်းပြမှာလေကလေးတို့တီဝင်သွားတယ်တိပေးလိုက်ပါ လေကလေးတို့တီထွက်သွားတယ်တိပေးလိုက်ပါ ထင်ရှင်းရှားရှားရှိနေပါတယ်။အထူးရှာပြီးတော့ကြည့်စရာမလိုပါဘူး။လိုက်ပြီးတော့ကြည့်စရာမလိုပါဘူး။ငကိုရှိပြီးသားဝင်လေ ထွက်လေလေးကိုပဲသတိထားပြီးတော့ကြည့်ပေးနေုံပဲ။ဝင်လေဝင်တိုင်းသိပေးလိုက်ပါ။ထွက်လေထွက်တိုင်းသိပေးလိုက်ပါ။သတိထားဝရိယစိုက်အာယုံတပါး စိတ်မသွားစေနဲ့။မွန်လီတော်လေးကိုသတိနဲ့ရှုမှတ်နေတဲ့ချိန်မှာခန္ဓာကိုယ်ရိယဘုဒ္ဓငြိမ်နေပါစေ။ခန္ဓာကိုယ်ရိယဘုဒ္ဓလှုပ်တာလှဲ့တာမဖြစ်ပါစေနဲ့။ခန္ဓာကိုယ်ရိယဘုဒ္ဓပြင်နာပြောင်းတာမဖြစ်ပါစေနဲ့။တမထဆိုတာငြိမ်သက်မှုကိုလိုလားပါတယ်။ရိယဘိုလ်တည်ငြိမ်နေမှဝင်လေထွက်လေလေးရှုမှတ် အချက်တိုင်းအချက်တိုင်းမိနေတယ်အချက်တိုင်းအချက်တိုင်းမလွတ်တော့ဘူးနောက်ဒီကလေလေတုတ်တီဝင်သွားတယ်တိပေးလိုက်ပါနောက်ဒီကလေကလေးတုတ်တီထွက်သွားတယ်တိပေးလိုက်ပါတတိကောင်းရင်ကောင်းတယ်လို့အချက်တိုင်းအချက်တိုင်းမိနေပါတယ်တတိပါပဲတတိရှိရင်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းတိနေပါတယ်တတိဆွဲရင်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းမိနေပါတယ် ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းအချက်တိုင်းချက်တိုင်းသိနေပြီမိနေပြီဆိုရင်အရိယာပုလိယလည်းငြိမ့်နေတာစိတ်အေးချမ်းသွားတာကိုမိမိရဲ့နှာသီးဝါးမှာငကိုရှိပြီးသားဝင်လေထွက်လေလေးကိုရှုမှတ်နေတာနဲ့စိတ်ကလေးကငြိမ့်ပြီးအေးနေတာသမထစိတ်ကိုချမ်းသာစေတယ်စိတ်ကိုငြိမ့်အေးစေတယ်စိတ်ကိုတည်ကြည်စေတယ်စိတ်ကိုခိုင်ခန့်စေတယ် စိတ်ကိုအကောင်းဘက်ကိုတွန်းပို့ပေးတယ်ဓမ္မထရဲ့အစွမ်းပါတော့ကြောင့်ယောဂီတို့ငခုရှိပြီးသားဝင်လေထွက်လေလေးကိုသတိထားပြီးတော့ကြည်ပေးလိုက်ပါ သတိထားဝရိယစိုက်အာယုံတပါစိတ်မသွာစေနဲ့ ောဂီတို့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်လာတာအချိန်7မိနစ်ရှိသွားပါပြီအချိန်7မိနစ်ဆိုတော့တချို့ယောဂီတွေအရိယာပုတ်တွေငြိမ်နေပြီအရိယာပုတ်လေးကိုတည်ငြိမ်နေတာဘာလို့အဲ့လိုအရိယာပုတ်လေးငြိမ်သွားတာလဲဆိုရင်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းအချက်တိုင်းအချက်တိုင်းတတိနဲ့မိနေလို့ ရိယာဘောလေးကလည်းငြိမ်နေပြီစိတ်ကလေးကလည်းအေးနေပြီခန္ဓာကိုယ်ထဲမှာအပူတွေလည်းရှင်းနေပြီဩစိတ်ဤချမ်းသာခြင်းဆိုတာဒါပြောပါလားလက်တွေ့ကြကြအာထုတ်တော့လက်တွေ့ကြကြအကျိုးခံစားရတာပေါ့တတိထားပေးပါတတိမလွတ်ပါစေနဲ့အရေးကြီးဆုံးကတတိပါပဲတတိရှိနေရင် ရိယာပုလိယငြိမ်နေပြီကိုစိတ်ကိုကိုနိုင်သွားတယ်နောက်တော့လေးလေးတို့ထီဝင်သွားတယ်တို့တို့ပြီးတော့တိလာတယ်ဩဒါယုတ်တရားလေးပဲနောက်တော့လေးလေးတို့ထီပြီးတော့ထွက်သွားတယ်နောက်တော့မှလေးလေးဝင်တိုင်းထွက်တိုင်းအောင်ဩဒါယုတ်တရားပဲဒါယုတ်တရားပဲတို့တို့ပြီးတော့တိလာဝင်လေးလေးကယုတ်တရားပါလားထွက်လေးလေးကယုတ်တရားပါလား ။အော်ဒုဗဝဒုခန္တာဝင်လေထွက်လေတစုံရှိလို့အသက်ရှင်တန်ခွင့်ရနေပါလား။ဝင်လေထွက်လေတစုံပဲရှိနေပါလားလို့သိလိုက်တဲ့စိတ်ကလေးကနန္တရာရုပ်တရားနဲ့နန္တရာတတိကောင်းရင်ကောင်းတယ်လို့ယုံနံ क्वे ပါတယ်။တတိကောင်းရင်ကောင်းတယ်လို့ပညာပရမ क्वे ပါတယ်။တတိကောင်းရင်ကောင်းတယ်လို့မရှိတရားနဲ့အရှိတရား क्वे ပါတယ်။ ဲယောဂီတို့ရှုမှတ်လာတော့7မိနစ်ကျော်လာပြီပညာပရမလည်း꿰ပြီရုံဏလည်း꿰ပြီမရှိတရားနဲ့အရှိတရားလည်း꿰ပြီဆိုရင်ခန္ဓာဘက်ကိုညံလက်ကြည့်လိုက်ပါရုပ်ကဘယ်သဘောရှိလဲနာမ်ကဘယ်သဘောရှိလဲညံနဲ့စောင့်ကြည့်လိုက်ပါယောဂီတို့ရှုမှတ်လာတော့7မိနစ်ကျော်လာပြီဒီတော့ တင်ပါးတွေလည်းပူလာမယ်တချို့ယောဂီတွေခြေပြားတွေကျန်လာမယ်ဒါကိုညာနဲ့စောင့်ကြည့်ပါဩတင်ပါးပူလာပြီတင်ပါးဆိုတာမှတ်လိုက်တော့ပညာသဘောပူလာကပရမတ်သဘောပညာတိန်ထပိတဝါတင်ပါးဆိုတာမှတ်တဲ့သဘောကိုဖြုတ်လိုက်ပရမတ်ဆိုတဲ့ပူတဲ့သဘောကိုနောက်ကညာနဲ့ကြည့်လိုက်ပါ ူတာဘယ်လိုလဲဘယ်လိုပူတာလဲပူတဲ့သဘောကဘယ်လိုလဲနောက်ကညာနဲ့စောင့်ကြည့်လိုက်ပူတာလေးကဒိုးလာသလားဆိုးလာသလားညှော့သွားသလားအတအားပူနေပြီညာနဲ့တခြားစုဆိုင်ကြည့်လိုက်တော့ပူတဲ့သဘောလေးကျသွားတယ်ကဲလို့ဆိုရင်တအားပူတဲ့သဘောလေးကဘယ်ရောက်သွားရည်တဲ့ပြက်သွားပြီအော်ပူတဲ့သဘောလေးလည်းမမြဲပါလား ဖရာပြောတာဒါပဲတပ်ပြီးသင်္ခါရအနေဆပူတဲ့သဘောလေးလည်းမမြဲဘူးဒီပူတာကြီးကမချမ်းသာဘူးတပ်ပြီးသင်္ခါရဒုက္ခဆင်းရဲတယ်ဒါကြီးကိုမပူနဲ့လို့ငါပြောပန်ခြင်းမရှိဘူးတပ်ပြီးဓမ္မအနတ္တငါမပိုင်ဘူးဩခန္ဓာတဲမှာဖြစ်ချင်းပြချင်းပဲရှိတယ်ဖြစ်ချင်းပြချင်းပဲရှိတယ်ဆိုပြီးတော့နောက်ကညံကကွဲကွဲပြားပြားတိတိလာ ခန္ဓာရဲ့သဘောတွေပဲဒါခန္ဓာရဲ့သဘောတွေပဲပူတဲ့သဘောလေးလည်းမမြင်ပြက်သွားတာပဲကျင်တဲ့သဘောလေးလည်းမမြင်ပြက်သွားတယ်ဆူတဲ့သဘောလေးလည်းမမြင်ပြက်သွားတယ်အောင်းတဲ့သဘောလေးလည်းမမြင်ပြက်သွားတယ်နားတဲ့သဘောလေးလည်းမမြင်ပြက်သွားတယ်အော်ခန္ဓာကြီးမှာဖြစ်ခြင်း ပြက်ခြင်းပဲရှိပါလားညာကတိပြီလားယောဂီတို့လှုပ်ယူစရာမလိုဘူးညာကအလုံးလှုပ်သွားတယ် ညာကအလုံးလုံးသွားမှာပေါ့ရှေ့ကခန္ဓာကြီးကလည်းဖြစ်ချင်းပြချင်းတွေပြနေတာကိုညာကသူ့အလုပ်သူလုပ်တော့ယောဂီတို့ကထိုင်ပြီးကြည်နေုံကိုဘာမှလုပ်เสียရမလို့ဝင်ရှုပ်เสียရလည်းမလို့ငါလည်းရောเสียရမလို့ခန္ဓာနဲ့ညာနဲ့အလုံးလုံးနေလိမ့်မယ်ယောဂီတို့ရှုရင်မှန်ရင်ရုံနံကွင်ရင်နဲ့ပူတဲ့သဘောကျင်တဲ့သဘောဆူးတဲ့သဘော အောင်းတဲ့သဘောတွေပေါ်လာမယ်မပေါ်နဲ့လို့ပြောလို့မှမရဘူး ငါမပိုင်ဘူးလေခန္ဓာရဲ့သဘောတည်းဒါကိုညာနဲ့ပဲစောင့်ကြည့်နေလိုက်ပူပစေခန္ဓာရဲ့သဘောပဲကျင်ပစေခန္ဓာရဲ့သဘောပဲနောက်ကညာနဲ့စောင့်ကြည့်အနေစာဘုရားကမမြဲဘူးလို့ပြောပြီးသားဒုက္ခဆင်းရဲတွေလို့ပြောပြီးသားအနတ္တငါမပိုင်ဘူးလို့ပြောပြီးသားအတုပါ ဘယ်နေရာကြည့်ကြည့်မတင့်တယ်ဘူးလို့ပြောပြီးသားဩချစ်ချင်းပြည့်ချင်းတွေပဲရှိတာပဲနေသာဒုက္ခနာတ္တအတုပဖြစ်ချင်းပြည့်ချင်းတွေပဲရှိတယ်ဒါကိုညာနဲ့တရားကြည့်ပါတတိထာဝရိယစတ်ပညာနဲ့စောင့်ကြည့်ပါတတိထာဝရိယစတ်ပညာနဲ့စောင့်ကြည့်ပါ ဘလိုဝေဒနာတံဖောက်ပြန်မှုတွေပေါ်လာပေါ်လာခန္ဓာရဲ့သဘောငါသဘောဆိုတာမရှိဘူးဒါခန္ဓာရဲ့သဘောတွေပဲနောက်ကညာနဲ့စောင့်ကြည့်လိုက်ရှာရှုเสียရလဲမလို့လိုက်ရှုเสียရလဲမလို့ညာဆိုတာစောင့်ကြည့်ရတဲ့သဘောပဲဘာလို့စောင့်ကြည့်ခိုင်းတယ်လဲဆိုညာကမကြည့်လဲခန္ဓာကြီးကပြနေတာပဲပြပါစေဘောခန္ဓာက သူ့အလုပ်သူလုပ်တာပဲ ညာကလည်းကိုလို့ကိုလို့နောက်ကအေးအေးဆေးဆေးလေးစောင့်ကြည့်နေလိုက်။ဘူးတဲ့သဘောလေးလည်းမမြဲ၊ကျင်းတဲ့သဘောလေးလည်းမမြဲ၊စူးတဲ့သဘောလေးလည်းမမြဲ၊အောင့်တဲ့သဘောလေးလည်းမမြဲ။အနေစာပြက်ပြီးဘသူနဲ့ဆုံးဖြတ်ချက်ကြကြည့်မယ်လေဆိုညာနဲ့ကြည့်ပေါ့။ခန္ဓာကဖြစ်ပြီးတော့ပြက်ဒုက္ခသစ္စာ။နောက်ကစောင့်ကြည့်တဲ့ညာကမေဂသစ္စာပဲ။ သတိထားဝရိယစိုက်ယောဂီများလုံးသတိထားပါသတိမလွတ်ပါစေနဲ့ချိန်နိုင်တဲ့တွင်မှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းနဲ့စိတ်ကလေးကနန္တရားတရားချဖို့ပြင်လိုက်မှာကယုတ်တရား ယုံနယ်တစ်ခုကိုဉာဏ်တစ်ခုနဲ့ဆင်ကျင်ပြီးယောဂီများအားလုံးအချိန်စီပြီးမှတရားချလို့ရပါပြီတရားချတဲ့အခါမှာမိမိတို့ရဲ့ခန္ဓာကိုအရိယာပုဂ္ဂိုလ်ဖြည်းဖြည်းလေးလှုပ်ပါဖြည်းဖြည်းလေးဖြုတ်ပါတရားဆိုတာနုညံ့နေတရားဆိုတာတိမ်မွေ့တယ်ယောဂီများအားလုံး ချင်းစီပြီးမှုတရားချလို့ရပါပြီ။